မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီရာညချောင်းမှုဦးစီးဌာနကနေဇွန်လ24ရက်ဒီကနေ့နဲ့9နာရီချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်ကပ်ဒီပင်လေပင်နဲ့ဘင်္ဂလားပင်လယ်တို့တွင်မုတ်တုံလီအားကောင်းနေပါမယ်ဒီကနေ့ညနေတီခမ်းမန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့တွင်နေရာကျကျ နေပြည်တော်ပဲခူးတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာဆက်စပ်ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထိချုံရပြီးရန်ကုန်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ရီမှုကြီးနိုင်ပါတယ်ရွာရအောင်ပြည့်ဖြစ်ပါတယ် ဝိုးတိနောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်ဝိုးတိနောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိနောင်များရွေရှားနေရာတလျှောက်တွင်မိုးရသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျုပ်ဖြစ်ခြင်းတည့်စည်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။ မြမပင်နေပြီနဲ့မြမကယုံနဲ့တခြားနယ်ကမ်းလွန်ပင်နေပြီလို့မှရှမ်ဖန်ရံကမိုးတဲ့လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးတဲ့လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေးဟာတနိုင်တင်35မိုင်အထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြမမြမကယုံနဲ့တခြားနယ်ကမ်းလွန်ပင်နေပြီလို့တွင်၁၁ဘီမှ၁၃ဘီကန့်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊အေရီတိုင်းဒေသကြီး ကချင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးပေါ်နေပါမယ်နေပြည်တော်ရန်ကုန်မြို့နယ်ဒီတဝိုက်အတွက်ဒီကနေ့ညနေထိခမှန်းချက်ကတော့မိုးတကြိမ်နှစ်ကြိမ်ထစ်ချုံရပါမယ်။ရွာရရလုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်ဒီတဝိုက်အတွက်ဒီကနေ့ညနေထိခမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရပါမယ်။ရွာရရလုံးပြည့်ဖြစ်ပါတယ်ရှင်။